အခုရုပ်ရှင်ကဂျပန်တွင်နိုင်ကျင်းမြို့ကကျူးကျော်စစ်ဖြစ်တဲ့ချိန်ကဖြစ်ရမှတ်ကိုအခြေခံထားတာပေါ့1939ခုနှစ်ဒီဇင်ဘာလ13ရက်နေ့မှာဒုတိယဘိန်းစစ်ပွဲဖြစ်တဲ့အချိန်ဂျပန်တပ်တွေဟာနှစ်ပေါင်းထထောင်ကျော်တမိုင်းရှိတဲ့မြင်းမင်းဆက်ရဲ့ရှီဟောင်းမြို့တော်ကိုအုတ်ခဲပုံဘွားပြောင်းလဲလိုက်ပါတယ်ဂျပန်တပ်တွေနိုင်ကျင်းမြို့မှာတုတ်တင်စင်နွတ်နေသူစစ်ရဲ့နေထိုင်အုံတွေဖြစ်တဲ့မိခို့တွေရန်ငွေတွေကတမျိုးလုံးကိုဖုံးလွှမ်းထားတယ်ဘုံတံမြောက်ဒီဇိုင်းတွေကလည်းနေရာတိုင်းမှာကြာပန်းပောက်ကွဲမီဟိတ်လို့ ဘူဂျီလီဦးဆောင်တဲ့တရုတ်တပ်စုငယ်တစုကဂျပန်စစ်တပ်တွေကိုညံ့မခံပြိုပြက်အဆောက်အဦတွေနောက်ကနေတေတီချီခုခံဖို့ဆုံးဖြတ်တိုက်ပွဲဝင်နေကြပါတယ်။မိဂုံးဝင်တွေကြမှာမိမပြိုလေးတစ်ဆိုင်အသက်လူထွက်ပြေးနေကြတာမကြည့်ရစရာ။သူတို့ကနောက်တိုင်းသားပိုင်းရိုမန်ကက်သလစ်ကျောင်းကကျောင်းသူလေးတွေဘေးကင်းဘက်ထင်းရတဲ့သူတို့ရဲ့သီလရှင်ကျောင်းကိုခေါ်လုံဖို့ထွက်ပြေးလာကြတာပါ။ရှီဆုံးကကောင်လေးကတော့ဖုန်းတော်ကြီးရဲ့မွေးစားသားဂျော့ချန်ဆိုတဲ့မိဘမဲ့တယောက်ပါ။သူတို့နောက်မှာတော့သိမင်းလိုက်လာသလိုပဲဂျပန်တင်ကားတွင်တဲ့ကပ် ါလာတော့ကိုတရုတ်စစ်သည်တွေကတိတ်တဆိတ်ငေးကြည့်နေကြတယ် ကျောင်းသူတွေသူတို့ကိုလွန်သွားတော့ဂျပန်တွေကိုသူတွေကိုသိစတိုက်ကြပါတော့တယ်။ဒါပေမဲ့ကြီးကျော်သူတွေဘက်ကအင်အားများလုံးလို့ခုခံသူတွေတပြေးပြေးကြဆုံးသွားကြတယ်။ကျုပ်စစ်တီတွေထဲမှာလူသားပေါင်းလို့ပြီးတင်ကားအောင်ပြေးဝင်တဲ့အထိအမိမျိုးကိုကာကွယ်ခဲ့ကြပါတယ်။သူတို့ထဲမှာတော့ဘိုဂျီလီကတော့လက်လက်ချောင်းငယ်လဲကောင်းတယ်။သူ့လက်စွမ်းကြောင့်ဂျပန်ဒီခဏလောက်ကျန်ဆုတ်လိုက်ရတယ်။ကဘဲကြီးကြောက်လာပြီးလူတိုင်းထွက်ပြေးနေရတဲ့အထက်မှာဂျွန်မီလာဆိုတဲ့အမေရိကန်တဦးလဲပါဝင်နေပါတယ်။တကယ်တော့သူကမကြတဲ့မီကကွဲလွန်သွားတယ် ်ဖုန်းတော်ကြီးကိုမြှုပ်နှံဖို့ဂီကိုရောက်လာတာပါဇာပနနဲ့အတုပကြီးအတွက်လာခဲ့သူဆိုတော့သူ့ဘာယာစာပေါ်နောက်ကလိုက်လာတဲ့ဂျပန်တင်ဒီကလာတော့နောက်ကျချင်းခဲ့တဲ့ကျောင်းသူလေးလေးယောက်လေးလူစုခွဲပြီးအ мян ပုံးလိုက်ကြတယ်ဂျူမီလာနဲ့စစ်သားတယောက်ပပင်းတို့တော့သူကအမေရိကန်ပါလို့ပြောပြပြီးမယ်ဂျပန်ကသူ့စကားတစ်လုံးမှနားမလဲလက်ချီပဲဇွမြုပ်ခိုင်းနေတော့သူ့နောက်ကနိုင်ရန်ပြိုကျသွားတော့ဂျွန်နဲ့နီးစက်အာပေါက်သေးဖို့တိုးဝင်လိုက်တာအဲ့ဒီမှာပုံးနေတဲ့ကျောင်းသူလေးလေးယောက်သူ့ကိုကြောက်ရလန်အောင်လေးကြည်နေကြတယ်ဂျွန်ကတပင်းကနေလွတ်တာနဲ့ ့မရက်ကလေးတစ်ချိုက်မော့လိုက်သေးတယ်။မော့ပြေတော့မှသူဖះเจ้าကိုတွားမလို့ပြောပြတော့အင်္ဂလိပ်စကားတက်တဲ့ရှီကျုံးကသူတို့လဲဖះเจ้าကပါပဲလို့ခက်လက်လက်နဲ့ပြောပြတယ်။လွတ်သွားတဲ့เจ้าသူတိုလီတော်မင်းများเจ้าတဲ့ကိုဝင်လိုက်ခဲ့သလိုဂျွန်နဲ့ရှီကျုံးတို့နဲ့အတူเจ้าကိုရောက်လာတယ်။ကလေးစစ်သည်ဖူရှန်ကတော့အပြင်မှာဒံယာနဲ့မေလဲနေပါပဲ။ သူမွေးစားဖေဖာသာကဘုံကြောင့်ဒဇစီဖြစ်သွားလို့ဂျော့ကပြန်ခောက်ပြီးကျောင်းထဲဆူထားတာလို့ပြောပြတယ်။ဂျုံကတော့သူ့ပါရစာပြီးပြီးဇာပနောက်တော့သူ့ကိုပတ်စံပေးရမယ်တဲ့။သူကြုံတွေ့ခဲ့ရတဲ့အသက်ဘေးနဲ့ဆိုရင်ဈေးပုံပြီးတော့တောင်းလို့ရသေးတယ်တဲ့။ဂျော့ကတော့ခေါင်းကိုပဲတွင်းနေခါတယ်။ပတ်စံကမရှိ၊ထရက်ကားအောင်ပဲရှိတယ်။ကားကိုခင်တက်ရင်ပြင်ပြီးကားနဲ့ဘေးကင်ရပြေးကြမယ်တဲ့။ဂျုံတို့ကတော့ကားဆုပ်ကိုဒဇစီဖြုတ်ပြီးရောင်းစမယ်လို့ပဲစိတ်ကူးမိတယ်။သူတို့ကျောင်းဝင်းတဲ့ကိုဝရိုက်တော့ကျောင်းသူတွေကြားမှာရန်ဖြစ်နေကြတယ်။လူခွဲထပ်ပြေးတဲ့ ကကျောင်းသူတယောက်ဟာဖနဲ့နဲ့ထုတ်ခံရပြီးမဲ့ကျန်တဲ့သူတွေကိုငဲ့ပြီးတေးတဲ့အထိအသံမထွက်ပဲချစ်ခံကပွားခဲ့တယ်အခုလိုရန်ချစ်ကြတာကတော့ရှူကျွရဲ့ဖေးချောင်းလိုတယောက်ကစူဆွဲလိုပါတကယ်တည်းမှာလဲရှူကျွဖေးကသူ့သမီးဘေးကင်းဖို့အတွက်စစ်မပါပဲဂျပန်လူတော်ကြီးလုံနေသူပါဂျုံကဝယ်ဆွဲတော့ရန်ပွဲရက်သွားတယ်မင်းတို့နှစ်ယောက်ဒီနေ့မှာတစ်သက်လုံးစာဝမ်းနဲ့ဇာတ်တွေမြင်တွေ့ခဲ့ရပြီးပြီအချင်းချင်းစီးလုံးကြလို့လူကြီးဝင်လုလိုက်တယ်သူယူလာတဲ့ဂျုံမုံတွေကိုလည်းပေးတယ်ပြီးတော့သူတို့ချင်းနဲ့ပတ်စံကိုလည်းရှာလိုက်တာမတွေ့ရဆုံးတေသွာ တဲ့ဖာသားရဲ့ခန်းကိုသူနေမယ်လို့ပြောလိုက်ပါတယ်။ပတ်စံမီကတော့တောက်စီယာရှိကလာကိုမေးတယ်။ဂျော့ချန်ကတော့ဘာမှမရှိဘူးဆိုတာကြီးပဲ။သိမကြပါဘူး။ဖျားကြောင့်ကိုစုံကြမယ်ကလိန်လူသမားတွေပုံစုလိုက်ရောက်လာကြတယ်။သူတို့ကဒုက္ခတဲ့စခန်းထက်အနောက်တိုင်းကပိုင်တဲ့ဖျားကြောင့်ကပိုပြီးလုံတို့စိတ်ချရတယ်ဆိုပြီးရောက်လာကြတာပါ။ဂျော့ကတော့သူတို့ကိုတကားမဖွင့်ပေးတဲ့ပြင်နီးနျုံမြုံနဲ့မောင်းထုတ်တယ်။အဖွဲထဲမှာလာဆုံးလက်ဖြစ်ဦးဆောင်သူလက်ဖြစ်တဲ့ရီမိုကသူ့ခီးဆောင်ကိုခြံစည်းကိုကျော်ပြီးကျောင်းဝင်းထဲကိုပြစ်ချလိုက်တယ်။ခတ်ဆွဆွာမာလေးတွေကတိုင်း င်းကိုကြွထွက်တော့ကြော့ကလည်းဝလုံးနဲ့ချောက်လန့်ရိုက်ပစ်တယ်။ဒီဖြစ်ကူကျောင်းသူတွေကအပေါ်ကလေစွပြုံပြီးငေးကြည့်နေတယ်။နောက်ဆုံးတကားပွင့်ပြီးအားလုံးဝင်လာတော့စောင်းကြနိုင်နှမတွေကဂျွန်မီလာကမျက်စိအစာကျွေးမိတယ်။လက်ခုပ်မုတ်တံပေးပြီးကြည့်ရတယ်။ကျောင်းသူတွေကတော့စောင်းကြမြိုင်သူတွေကိုရွှေရှာဆက်ဆုပ်တဲ့ကြည့်နေကြည့်ကြတယ်။ ရှေးဝိုင်မြေကမ်းပါကလာတဲ့မမဘေးအဖွဲ့ကကျောင်းရဲ့အန်ဒီရဲ့ဂိဆုံမြေရောက်ခန်းကိုအပိုင်စီးလိုက်ကြလူကျောင်းထဲမှာဓမ္မသေးသေးမဟုတ်ပဲအချစ်လွမ်းသချင်းတွေရွန့်ပြလာပါတော့တယ်ဂျုံကတူယူလာတဲ့ဂျုံမုံနဲ့မဖို့ဖို့ပြင်နေတော့ဇပွဲအောက်ကမြေရောက်ခန်းတကားကနေမမတေတယောက်ပြီးတယောက်တက်လာလို့သူသိတဲ့ဘောကြသွားတယ်ကျောင်းသူလေးတွေကတော့မမတွေဘူးမတူးသလိုမထန်သလိုကြည့်ကြတယ်ဝိုင်းမကန်တလုံးနဲ့ထွက်လာတဲ့စောင်းကြမင်းကလာဆုံးပြေမှာရွမိုးရဲ့လက်ကိုဂျုံကနမ်းပြလိုက်တော့သူတို့တွေအားလုံးပွဲကြသွားတော့တယ် ဝိုင်ကိုတွေ့သွားတော့ဂျွန်လည်းမြေအောက်ခန်းကိုဆင်းပြီးပလင်းလိုက်ဆွဲလာတယ်။ဂျော့ချန်ကအခုနိုင်ငံခြားသားဝိုင်ကိုတွေ့သွားပြီးဒါကမိဘမဲ့တွေအတွက်ရမုံဝေရှာဖို့ထားတာဆိုတော့မမများကလည်းသူတို့လည်းမိဘမဲ့တွေပါတဲ့။ယူမိုကဒါကိုအင်္ဂလိပ်လိုပြောလိုက်တယ်။ဆွာလန်ဒီမာလီတယောက်ကနင်းတို့ပဲဘိုးလိုတက်တာမဟုတ်ဘူးလို့ဝင်ခနဲ့ပါတယ်။ယူမိုကတော့သူညီမတွေရှေ့မှာဂျွန်ကိုတမင်ဟာတာလို့ပြီးညောက်တော့ဂျွန်အိတ်တဲ့အခန်းနဲ့ကိုဝင်လာတယ်။ဂျွန်ကတော့ဝင်းနေတဲ့ပေးပြုံနဲ့ချင်းဝိုင်မြကန်းကအစ်မြင့်မင်္ဂလာတယောက်နဲ့တာယာရဲ့ညာလေးတရာရပြီးလို့ ို့ထင်နေတယ်ဒါပေမဲ့ရစ်မော်လာတာကဝေးထွက်မဟုတ်ဒီကဘာကြီးမှာဝေးထက်ပိုရေးကြီးတဲ့အရာတွေရှိနေတယ်သူလည်းလာရတဲ့အကြောင်းရင်းကသူနဲ့ဘင်္ဂလားတွေကိုနန်ချင်းကနေထွက်ပြေးနိုင်အောင်ဖို့အခုညလာတောင်းတာပါအခုအချိန်မှာမြို့တစ်မြို့လုံးဂျပန်စစ်သားနေနဲ့ပြည့်နေပြီးလူတွေလည်းအများကြီးထွက်ပြေးနေကြတဲ့ဒီတောင်းစုမုံကိုလက်ခံမယ်ဆိုရင်ရှင်းပွားမှာမကြုံဘူးတဲ့ပြောရှင်းမှုမျိုးကျမတို့ကပြန်ပေးမှာပါလို့ပြောပြီးထွက်သွားတယ်ဂျွန်ကတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်သွားတယ်သခေါင်ကျော်ညင်းတဲ့ ်မိန်းကလေးတွေအားလုံးအိတ်ကျော်နေချိန်မှာကျော့ဟာလူတယောက်ကိုကျောင်းဝင်းနဲ့ခေါ်သွလာပြီးမြေအောင်ခန်းထဲဆင်းလာကြတယ်သူကကျောင်းသူလေးတွေကိုကာကွယ်ပေးနေတဲ့ပူကြီးလီအခုလက်ဂျပန်တပ်သားတွေကကျောင်းသူလေးတွေကိုရှာတွေ့သွားမှဆိုရင်လူဝေဝေမသားပဲကျောင်းရှိမှာတိတ်တဆိတ်အကာအကွယ်ပေးနေခဲ့တာပါသူကကလေးစစ်သားဖူချန်းကိုခန်းချလာတယ်ဟိုကြီးလီကိုမြင်တော့မမတွေရန့်သွားကြတယ်လီကလည်းနေရာတင့်ဖယ်ခန်းပြီးရေတခွက်မြင်မြန်သွားယူဖို့ခန်းကောက်ပြောလိုက်တော့ဒေါသကလည်းကြီးလိုက်တာတဲ့မိမသားတွေကြီးပဲပုန်းနေတဲ့နေရာကိုလာလ လို့ရင်တော့သူရဲ့ကောက်မဟုတ်ဘူးဆိုလဲမကြားတကြားစကနာထိုးကြတယ်။ဒီကကကြီးတောင်မီဖူချဲရဲ့ဒဏ်ရာကိုဖွင့်ပြလိုက်မှမမတွေအတန်ဆနေလာတယ်။တို့ဆိုတဲ့မြို့သမီးကရေကုန်ယူလာလို့ဖူရှမ်းမျက်နှာကိုတန်ရှင်းလိုက်တဲ့အခါအဖြစ်စကင်းစင်တဲ့ကလေးမျက်နှာလေးပေါ်လာလို့သူ့မောင်လေးနဲ့တိတ်တူတယ်ဆိုပြီးတို့ကချစ်သွားတယ်။ကျန်တဲ့မမတွေကတော့အမွေးတောင်မဆုံးသေးတဲ့ကလေးကိုပြစ်မှားနေတယ်လို့ဝိုင်းစားကြတယ်။ဒီကဒီကလေးနံပါတ်ကဖူချဲသူ့ဆွေမျိုးတွေကိုဂျပန်တွေကတတ်သွားလို့စစ်ထဲဝင်လာတဲ့ကလေးတက်နေတဲ့မြတ်သူ့ရဲ့နောက်ဆုံးချိန် င်လေးတွေကိုဝှစ်ထွေအောင်ဆုံးရှုံးပေးပါဘူးလို့တောင်းပန်လိုက်တယ်။မမတွေစောစောကလိုဖီလာတိုက် မနေရကြတော့ လီထွက်လာတဲ့လက်မှာကျောင်းသူတွေတွေကျောင်းလန်တကြားစပြောင်းနေတာကိုတွေ့လိုက်ရတယ်။ယူမိုဘတ်နောက်ကနေလိုက်လာပြီးစောစောကတွေ့နေမှတွေစကားပြောမစင်ခြင်းမိတာကိုတောင်းပန်နေတော့ဘိုင်ဘလင်းကွန်တလုံးပြုတ်ကျလာလို့လီကတနက်နဲ့ထိုးချိန်လိုက်တယ်။မူးယူနေတဲ့ဂျုံကဖာတာဝစ်စုံနဲ့ယူမိုအတွက် သူဒီလိုဝစ်ထားတာကြက်ရဲလာတယ်။တစက်တဲ့လီကိုကြည့်ပြီးငါအတွက်ကတော့မင်းရဲ့ဘန်ကပိတ်ထားပြီးစကားအတွက်ကြတော့ discount ပေးတယ်ပေါ်ဟုတ်လားလို့ရှိတယ်။အခုငါဖာတာမင်းရဲ့နှကန်းမင်းရဲ့ရှင်သားတွေကိုကောင်းကြည့်ပေးထားတယ်။မင်းရဲ့တင်ပါဆိုပြီးလက်ပါ ပါလာတော့လီကဝန်ဆွဲပြီးဂျွန်ကိုစောင့်တုံးလိုက်တယ်ရှုမူကလည်းပားရပြီးထွက်သွားတယ်ဒါတောင်မှဂျွန်ငတိကရှုမူရဲ့နောက်ပိုင်းလောက်ကိုရှားတလောက်ပြင်မနေလိုက်သေးတယ်အဲ့ဒီညမှာလီဟာကျောင်းနာကအုပ်ပုံကြမှာပဲအိတ်ဆက်ခဲ့တယ်တကယ်ဆိုရင်သူဟာအယက်သားပုံစံဖမ်းပြီးထွက်ပြေးနိုင်ရသားနဲ့ မနေ့ရောက်တော့ဆောင်းကြနေမယ်တို့ကရေချုပ်ကန်ကိုသုံးဖို့လာတဲ့အခါကျောင်းသူတချို့ကမသတိလို့ဆိုပြီးမဝင်ရဘူးလို့တားတယ်။အလေးပေါက်သွားမှမဟုတ်ပါဘူး။မိခင်ချင်းလက်မျက်နှာလေးစေးကျင်တာပါဆိုတော့ဒါအေးရဝင်ချင်းလားလို့ကျောင်းသူလေးတယောက်ကရန်တွေ့တယ်။နင်တို့တော့တော့မနဲ့ငါတို့အတွက်မြင်ရပေါ့တဲ့။မိမရှင်လေးလို့ပြောလိုက်တော့မိမရေးကြမှာရန်ပွဲဖြစ်သွားတယ်။အဲ့ဒီလိုလုံထွေးရန်ဖြစ်ကြရင်ပနတ်ပန်တစ်ချက်ထွက်လာတယ်။ရန်ဖြစ်နေတဲ့ကျောင်းသူလေးတူကြီးစံမှန်ပြီးပြစ်လဲသွားတော့ဂျပန်နေဝင်လာပြီးဆိုပြီးဝေဥတုံကဖြစ်သွားကြတယ်။ဂျပန်တွေကကျောင်း ကကိုရိုက်ချိုးပြီးဝင်လာတော့မမှုသမကျွန်လန်တို့သွားသလိုအပြင်ကဘူကြီးလီကလည်းနေရာယူလိုက်တယ်။ကျောင်းသူလေးတွေကသူတို့ရဲ့အပေါ်ဝိယုံကိုကောက်ဆွပြီးမြောက်ခဲရှိရာအသေးအံပြေးလာကြသလိုယူမိုကလည်းတကားမပေးဘဲကျောင်းသူလေးတွေညံ့ဝက်လာအောင်လှုပ်ထားလိုက်တယ်။မြောက်ခဲနဲ့စင်ကြန်နီမှာဂျပန်တယောက်ကရက်ဆိုပြီးသူတို့ကိုတနက်နဲ့လာချိန်တယ်။အားလုံးအသက်ရှိဖို့မေးသွားရပြီ။ဂျပန်ကဒီမှာမိမရရှိတယ်လို့အနောက်ကိုပြက်လှဲ့ပြီးအော်နေချိန်မှာအချင်းတော်လေးတွင်ရှူကျွန်းကသူ့လူတွေကိုမြောက်ခဲနဲ့မဝင်ဘဲအပေါ်တက် က်ကိုပြေးခိုင်းလိုက်တဲ့စောင်းကြနယ်မမတွေနဲ့ကျောင်းသူလူတွေကြားမှာအပြန်အလှန်မနှိမ့်မြုပ်ကြပြီမယ်အရေးကြီးလာတော့ကလေးတွေကသူတို့ဘဝကိုကယ်လိုက်ပြီဆိုတာယူမိုးလို့နားလေကွာကြတယ်အပြင်မှာဘိုးကြီးလီကလည်းကျောင်းသူလေးတွေကိုကာကွယ်ဖို့ဘုံတွေကိုနေရာလိုက်ချပြီးဘီဝါခင်းနေတယ် မိမဆူတဲ့အတန်ကိုကြားတာနဲ့ဂျပန်တွေလည်းတရမရစီသလိုအရင်စိတ်တွေပိုဝင်လာကြတယ်။လူသားတွေရဲ့အယုံညံ့ဆုံးညနေစာတွေဟူလက်နက်ကင်ပြီးအနိုင်ကျင့်ဗိုလ်ကြားတတဲ့သူတွေမှာတွေ့နေရလေရှိပါငယ်။ကန်ဆူတဲ့ចောင်းသူလေးတယောက်မြေထွန်းနဲ့တက်ဆင်းနေချိန်ယူမော်တော့တစ်ဖွဲလုံးအသက်မရှိရဲလောက်အောင်ငိန်ကုန်နေကြတယ်။မတရားတဲ့စပွဲကျူးလွန်သူတွေကဖះကြောင့်ကိုငဲပုံဖြစ်ပုံဖော်နေကြပါပြီ။သူ့ဘာယာစာကျုံအရသမားကျုံကာမကုံစိတ်မှွန်ထူနေတဲ့ကျုံဂျပန်တွေရဲ့ရက်စက်မှုနဲ့မင်း လေးတဲ့ကန်ဂျမာစုကိုကိုယ်တိုင်မြင်တွေ့သွားတော့သူ့ရင်ထဲကကောင်းတဲ့စိတ်ထားလေးတွေနိုးထလာတယ်။ဖာသာဝစ်စုံကတသက်ရည်ရဲ့ပြင်ဝက်ကြက်ချင်းဒီလမ်းကိုပြပြီးရက်လိုက်ကြ။ ဒါဖျားသခင်ရဲ့အင်းတို့မင်းတို့လူသားနဲ့ဖျားသခင်ရဲ့ဥပဒေကိုချုပ်ပေါက်နေကြတာပဲ။ကျောင်းသူတွေကလည်းသူ့နောက်ပါလာရခိုင်လိုက်တယ်။ဂျပန်စစ်သားကကင်တိုထားတလန်နဲ့သူ့ကိုခုတ်မလို့လုပ်ပြီးမှကြက်ချင်းဒီလန်ကိုခုတ်ချလိုက်တယ်။သူ့ကိုလုံးဝလေးမထားပဲမင်းကလေးတွေကိုအထမပြုတ်ကျင်ဖို့ဆက်ကြိုးစားကြတယ်။အဝတ်အစားတွေစုပ်ပြဲခံရရတဲ့ကလေးမလေးတယောက်အမဲပြတ်နေတဲ့ဂျပန်မြောက်ကိုဂျွန်ကိုရန်ဝင်ဆွဲလို့နှစ်ချက်လောက်ထိန်နဲ့အရက်ခံရပြီးဂျွန်ခဏမေ့လဲသွားတယ်။အော်ဟေ့ငိုကြွေးတန်တွေဖျားเจ้าနဲ့မှစူညံပွက်လို့ ရိုက်ကလေးတယောက်ကသူ့ကိုအာရမပြုတ်ခြင်းလို့အเจ้าကံယုံကံရင်ကအောက်ကူပြုတ်ကြသိဆုံးသွားတယ်လူယောက်မာတွေဟာကိုကြီးစာတရားပြောရင်နားခတတ်ပါတယ် သူတို့နားဝင်တဲ့စကားကကြည်စံပါဟိုကြီးလီကအာရမပြုတ်ခြင်းဖို့ကြံနေတဲ့ဂျပန်စစ်သားတယောက်ကိုတနက်နက်ပြစ်ချလိုက်တယ်ဂျပန်တွေကလည်းတနက်ပံကြတော့တရုတ်စစ်သားတွေဝိုင်းလာပြီးတော့ထင်ပြီးကလေးတွေကိုလှုပ်ပေးပြန်ပြစ်ကြတယ်လီကတကိုယ်တည်းနှွှဲနေရတာသူချထားတဲ့ဘုံတွေနာဂျပန်တွေကလာတိုင်းတနက်နက်လှမ်းပြစ်ဖောက်ခွဲပြီးဇီဝိန်ခြွေနေရတယ်သူခမရမများနဲ့တယောက်လီယာနောက်ဆုံးအချိန်ထိဂျပန်စစ်သားတွေကိုသူနဲ့တူမရနာလန်ကိုရောက်ခေါ်သွားလိုက်ပါပြည်တယ်သိမကြပါဘူးဂျပန်စစ်ဌာနချုပ်ကကျောင်းသူတွေဖျားကြောင်းနဲ့ မှာပုံအောင်နေတယ်ဆိုတော့ကိုသတင်းရသွားလို့နောက်ထပ်ဂျပန်တပ်စုတစုထက်ရောက်လာတယ်ဒီချိန်မှာတော့ဟာဆာဂါဝါဆိုတဲ့ဂျပန်ဗိုလ်မှူးတူကဦးဆောင်တယ်သူကကလေးတွေရဲ့ဖြစ်ကိုကြည့်ပြီးဖာသာဟန်ဆောင်ထားတဲ့ဂျွန်ထန်သူစစ်သားတွေကိုစားတောင်းပန်စကားဆိုတယ်စစ်ပွဲထဲမှာစုံပြူတွေကပါစမြဲပဲတဲ့ဂျွန်ကယေရှုပြုပြီးဒီကလေးတွေကိုနောက်ထပ်မထိခိုက်ပါစေနဲ့တော့ဆိုတော့ဟာဆာဂါဝါကဂတိပေးတယ်သူတက်စိတ်တစိတ်လဲကျောင်းနာမှာတက်ဆွဲထားမယ်အစအစတွေကိုလက်ဆောင်ဖြစ်ပေးတယ်စန်တရာကွန်တွေ့တော့ဂျပန်ယူရချင်းတပုတ်ကသူကိုယ်တိုင်တိ ီးခတ်နေလိုက်သေးတယ်။တချင်းပြီးတော့သဘောကျလားဆိုလို့မေးတယ်။ဂျုံကခေါင်းနဲ့ရပေါ့။ကလေးတွေရောတချင်းစိုးနိုင်သလား။စိုးနိုင်တယ်လို့ဂျုံကလိုက်တင်ပြောလိုက်တော့ရပိုင်းတွင်သူပြလာပြီးနားထောင်မယ်လို့ပြောသွားပါတယ်။သူတို့နဲ့အတူအင်္ဂလိပ်နဲ့ဂျပန်ဘာသာစကားပြောဆိုနိုင်တဲ့ရှီချိုရဲ့ဖေမစ္စတာမယ်လက်ပါလာတယ်။ဂျပန်ကြီးထွက်သွားတော့ဂျုံကဥဆောင်ပြီးတေဆုံးသွားတဲ့ကျောင်းသူလေးတို့ကိုခြံဝင်းတွေ့တဲ့မှာပဲမြုပ်နှံလိုက်တယ်။တော်ဟုကဆက်ဆကြတနက်ပံတော့ကြံတယောက်ကတော့အာရမပြူတာခံရရင်အဖော်တဲ့ကံဒီပြုတ်ကျခဲ့တာပါ။တေချင်း င်းတရကခုမီခုပြောင်ပုံចောင်းသူလူတွေသူတို့တငယ်ချင်းတွေပူဆွေးတော့ကရောက်ကြအဘူမီကြောင့်နေတဲ့ចောင်းသူလူတွေပြန်ဝင်လာကြတော့ဆောင်းပြားမြဲမမတွေကမင်းတို့ရဲ့ဘီယောက်ခန့်ကိုမမတို့ယူထားပြီတာကောင်းမှန်ပါတယ်တဲ့ရေချိုးကမှရံဖြစ်ခဲ့တဲ့မမကလည်းအဲ့ဒီမိန်းကလေးတောင်သူနဲ့ရံမဖြစ်ခဲ့ရင်အသက်ရှင်ချင်းရှင်ပါတဲ့မင်းတို့ပေါ်မမတို့ အသက်ကြွေးတင်သွားကြပြီလို့ပြောကြတယ်။သူတို့အလုံးမှာဘဝဖေးမကောင်းကြပြီမယ်။လူသားစိတ်ကိုစီရှိကြပါလေ။ဂျော့ကတော့ဂျွန်ကိုဖာသာဖြစ်နေဆက်ပြီးနေဖို့ဖြောင်းပြတယ်။သူတို့ကိုကယ်တင်နိုင်ဖို့ဖျားသခင်ကလှုပ်လိုက်တဲ့သူယူမိုကလည်းရှင်ကမင်းညာကမူပြီးပနာယူဖြစ်ခဲ့ပြီပဲ။ဒီလိုတော့သူရဲကောင်းပဲတဲ့။ဂျွန်ကလည်းမင်းညာကအဖြစ်ပြက်တော့ကောင်းပန်လိုက်တယ်။ဂျွန်ကကလေးတွေကိုသူမထားရနိုင်ဘူးလို့ပြောလာတယ်။ယူမိုကလည်းသူတို့ကမ်းလှမ်းထားတာအခုချိန်ထိမရုပ်သိမ်းသေးပါဘူး။ဆောင်းကြနေမမတွေကြားမှာလောင်းကြီးထထားကြတယ် ်ရှင်ကပြည်သောဖြစ်ဖြစ်မဖြစ်ဖြစ်ကျမလိုအလာပကင်းနဲ့ရင်ဆိုင်ရရင်တော့ရှင်မလွန်လန်းမရနိုင်ဘူးလို့ပြောနေကြတယ်တဲ့ဒီဒီချိန်မှာတော့ဂျုံကခုတ်ကူကိုတိတ်ထင်မကြည့်ပါနဲ့လို့ပြောလိုက်ပါတယ်သူကသူချစ်တဲ့ဖူဂျဲလေးကိုကက်ဆောင်းတီးပြပေးမဲ့ဂျမန်တွေလိုက်လို့ပြေးလွှာရင်ဆောင်းကျုပ်ကတကြိုးတည်းကြံခဲ့လို့သရောင်းစထိတာလို့တော့မကောင်းဘူးဆိုပြီးသူ့ကိုယ်သူစိတ်ပြက်လက်ပြက်ပြောတယ်ဖူဂျန်ကတက်မြင့်မြော်လေးကြံနေသလိုလိုဒါပေမဲ့တိုကကျမ်းမာရဲ့နေရက်ကိုပြန်ကြပြီးလက်ထက်ကြမယ်လို့ကလေးကိုထမင်းပြောအောင်နှစ်သိမ့်နေ ပါတယ်ဂျင်ကထရကောင်ကလိနေရိုရှီကျွန့်ရဲ့ဖေကဂျပန်တွေကိုလက်ထိုးပြီးတူတူမီနဲ့လာခိုးတွေ့တယ်ဂျန်နဲ့ဂျောင်းသူတွေကလည်းချောင်းပြေးနားထောင်နေကြတယ်မစ္စတာမန်ကသမီးကိုသူနဲ့လိုက်ဖို့ခေါ်ပေမဲ့ရှီကျွန့်ကတော့သူ့ဖို့တွေမပိုင်ရင်မလိုက်ဘူးတဲ့ဒီလောက်ကြားတဲ့သူတွေအဖေမှဖလေလက်မှတ်ပဲရှိမှလေတဲ့မင်းကြောင့်ဖေနန်ချင်းမှာဆက်နေနေရတာဆိုတော့ရှီကျွန့်ကဂျပန်လက်ပတ်ကူပြ တစ္ဆာပေါက်ဖြစ်သွားတယ်သူ့ Facebook ဒေါသကလွယ်ပြီးဘာမှထပ်မရှိတော့ဘူး Mr. မှလည်းဘာမှစံပြောနိုင်ပဲဖတ်ခွာသွားဖို့လှည့်လိုက်တော့ဂျွန်ကစကားခေါက်ပြောတယ်ကားပြင်ဖို့ကြိယာမရှိလို့ဆိုပြီးအကူဒီတောင်းတယ်ကားကြဖြစ်နိုင်ရင်ကလေးတွေရောခမည်းသမီးကိုပါခေါ်သွားနိုင်တယ်လို့ပြောပြတယ် Mr. မှကတော့တိတ်အန်တန်များတဲ့လို့ဆိုပြီးခခတိတိညင်းပါတယ်ဂျွန်ကတော့ညမောင်ကိုအောက်ကူပြီးကားကိုရှိတာလေးနဲ့ဖြစ်နေတယ်အဲ့ဒီညမှာယူမိုးကသူ့ငယ်ဘဝကိုတရိယာပြီးညရေတွေကြတယ်ဂျွန်ကမေးတော့သူ့တိတ်ချောင်းကိုဘာမှမပြောပြ ော့ဘူးအဲ့ဒီစာရှုကျုံငယ်တုန်းကသူလည်းလူတယောက်ကိုကြိတ်ကြက်ခဲ့မှုတည်းရှေ့လုံးမုတ်စိတ်ထူလဖြစ်နေတော့မဟုတ်ဘူးတဲ့ဒီတော့ကျုံလည်းသူ့မျက်နှာပေါက်ကငင်းတုတ်တုတ်မွေးတယ်ကိုရိပ်ပြလိုက်ပါတယ်ဖူရှားရဲ့တကောလုံးပြာနှက်နေပြီးပါဇက်ကလည်းခေယံကွက်တန်းတွေပြောနေတယ်ရှုမုတ်ကစိတ်ဆက်သာရရအောင်စကားတွေပြောဖိနေတော့မှပဲဒဏ်ရာကြောင့်ဖူရှန်းတယောက်တီဆုံးသွားပါတော့တယ် ဖူရှန်ကိုငကိုအနေထားဖြစ်အောင်ဂျွန်ကမစ်ကက်နဲ့ပြန်ချေလိုက်တာတိမ်သက်ရမြောက်ကကိုအားလုံးရင်ထဲကဝန်ခံကြရတယ်ဒီတော့ဖူချန်ကိုမြေဖြုတ်နေချိန်မှာယူမိုကတိုတယောက်ပြောက်နေတာမတွေ့ဘူးလားလို့မေးတော့ တူနဲ့ရှန့်ကျန်းအပြင်ကိုခိုးထွက်သွားတယ်လို့တယောက်ကကြောက်ကြောက်လန့်လန့်နဲ့ခေါ်တယ်။တူကရှန့်ကျန်းကိုပြဆောင်တီးပြဖို့ဂျူးတွေကိုတွားယူတာရှန့်ကျန်းကတော့သူ့နှုတ်ကပ်ကြံခဲ့လို့ဆိုပြီးတွားယူတာလို့မူယိုပြီးပြောပြပါတယ်။ယူမိုးတို့တစ်ဖွဲ့လုံးကတူနဲ့ရှန့်ယန်းကိုရှာဖေးဖို့ဂျွန်းကိုဂူနီတောင်းကြတယ်။ဒီတော့ဂျွန်းနဲ့ဂျော့ရိုကလည်းတကားကဂျပန်ရေစီကိုတွားပြီးအာလူးတုံဖျောင်းတိုင်တူတူကိုပြပြီးစားစရာမရှိဘူး။မစားနိုင်ရင်ဟာဆက်ခါဝါကိုကလေးတွေတစ်ချက်ဆူပြိုက်လို့ရမှာမဟုတ်ဘူးလို့အကြောင်းပြပြီးထွက်လာကြပါတယ်။ ်နန်ဂျင်းမျိုးဟာအလောင်းတွေနဲ့ကင့်နှက်နေတယ်ခီးတော်မဂျွန်ဟာအမေရိကန်လူမျိုးအသိမိတ်ဆွေတဦးနဲ့စုံပြီးအရေးကြီးတဲ့သတင်းတစ်ခုကြားရတယ်နန်ဂျင်းမျိုးကလည်းနောက်ဆုံးထပ်မဲ့တမောက်ကိုစီးဖို့အခွင့်အလမ်းရှိနေပြီးဖာသာပုံစံဖြစ်နေတဲ့ဂျွန်ကိုဘာကြောင့်လဲလို့မေးတော့အယက်မှုလုံးပြီးနိုးလာတော့ဒီလိုကြီးဖြစ်နေတာသူလည်းမသိဘူးလို့လိမ့်လိုက်တယ်မိတ်ဆွေကသူနဲ့အတူတခါရဲလိုက်ခဲ့ဖို့ခေါ်တယ်ဒါပေမဲ့ဂျွန်ကတော့ဒီလိုချိန်နေမျိုးမှာကလေးတွေကိုထားပြီးမထွက်သွားရနိုင်အောင် ဆောင်ကြနိုင်တဲ့ပြေးဝင်သွားတယ်။သူကသူ့လူချင်းနဲ့တက်ဆောင်တွေကိုယူနေတယ်လို့ရှန်ရန်ကလည်းသူ့နှစွဲလေးကိုကောင်းတိုင်းပြန်တွေ့လို့ပန်ကြည့်ပြီးသဘောကျနေတယ်။ကြာကြာတော့ဂျီနူးဝိမေယအသက်ကိုဖက်နဲ့ထုတ်ထားရတယ်။ဝိပတ္တိခေဆိုးခိပြက်ကြီးကလား ချင်းတဲ့အတိုင်းသူတို့ပြန်ထွက်လာတော့ဂျပန်စစ်သားတွေနဲ့တိုးပြီးအသေးအံပြေးကြရတယ်။သူတို့ရဲ့ပေါ်ယုံထဲရီကိုချပြီးဂျပန်တွေကိုအာယုံတွဲတယ်။လူတလောက်ရှိသွားမှပြဆောင်ကျူတွေကြကြံခဲ့လို့ဆိုပြီးတိုးကလာရလန်ဒန်ကိုပြန်လှည့်ပြေးတော့ရှရန်လည်းဘလူးမှတားချိန်မရလိုက်။ကံမကောင်းစွာနဲ့ပဲဂျပန်စစ်သားတွေနဲ့တိုးလို့ဆုံးကြနိုင်တဲ့ဝင်ပြေးတဲ့အခါနောက်ကြကြံခဲ့တဲ့ရှရန်ကြည်မှန်သွားတယ်။ရှရန်ကအသက်မထွက်သေးခင်မှာသူ့သူငယ်ချင်းတူလူလူလူညာဂျပန်ချောက်ကိုနာခံပြီးရအောင်ဆွဲလိုက်သေးတော့သူ ူရဲရဲဆက်ဆက်တတ်ခံလိုက်ရပါတယ်သူကတော့လွတ်မဲ့ထင်းတို့မြစ်ထဲကိုခုံချပေးမယ်ဂျပန်တွေကသူ့ကိုအတိတ်ပြတ်စွတ်တင်ကြပြီးဂျပန်စစ်ခွေးတွေကအောက်စုဖွဲ့အချိန်ချိန်အာရမပြုတ်ကျင်တာဘူးသာခံလိုက်ရရှာတယ်သူနာကျင်ခံပြင်းလို့လို့နောက်ဆုံးမှာမရင်းကောင်တကောင်ကိုလက်တာနဲ့ကိုက်ချလိုက်တယ်အကက်ခံရတဲ့ကောင်ကိုကျန်တဲ့ဂျပန်စစ်ခွေးတွေကပလောင်ပြောင်ကြတော့ဟိုကောင်လည်းရှစ်ရှစ်နဲ့သူ့ကိုဖက်နဲ့နဲ့မချက်ဆင့်ဖူးချလိုက်ပါတော့တယ်ဂျွန်နဲ့ဂျိုးတို့ရောက်သွား တဲ့အခါမှာတော့ရှရရဲရဲ့လောင်းနဲ့အဝိဇ္ဇာကိမဲ့နေတဲ့တူရဲ့ခန္ဓာကိုယ်သာတွေ့လိုက်ရပါတယ်။တူလောင်းပေမှာတော့သွေးတွေစွန့်ပေနေတဲ့ပြဆောင်းကျိုးလေးတစ်စီးကပိုင်ရှင်ပဲ့သွားရှာပါပြီ။စစ်ဟာဂီတတန်တူကိုပါတက်လိုက်တာပါလား။ဖျားเจ้าနဲ့ကိုပြောင်းလာတဲ့အခါဂျွန်းကတူဟာတနက်နဲ့ပြစ်ခရပြီးချက်ချင်းသေဆုံးသွားတာမို့နာကျင်မှုမရှိခဲ့ပါဘူးလို့ယူမိုရုကိုနှစ်ဖိတ်လိမ့်ညာပေးခဲ့တယ်။အဲ့ဒီည မစ္စတာမန်ဟာဖခင်ကြောင့်ကိုပြန်ယုံလာခဲ့တယ်။သူကဂျွန်ထွက်ကားပြင်ဖို့ကြိယာရေးတာမကရက်ကန့်သက်ချက်ပါတဲ့ခွင့်ပြုချက်လက်မှတ်တစုံကိုပါယူလာခဲ့တယ်။သူ့သမီးဘေကင်ဘုတ်ကဂျွန်ဝါသာအားကိုရမယ်။เจ้าကနေထွန်နိုင်တာနဲ့အနောက်ဘက်ကိုသွားအဲ့ဒီမှာလွန်လန်းရှိတယ်။သူ့ကိုတော့ဂျပန်တွေကသိမြုံတော်ဘူးလို့တုံတုံရင်ရင်နဲ့ပြောသွားပါတယ်။နောက်တည့်မှာဟာဆာခါဝါကဖခင်ကြောင့်ကိုလာပြီးစိတ်နှလုံးမသားမရဖြစ်နေတဲ့เจ้าသူလေးတွေစုတ်ပြတဲ့တခြင်းကိုလာနားထောင်တယ်။မမတွေကလည်းမြေအောက်ခန်းတွေကနေအတန်ပထွက်ရဲကြ။ဟာဆာခါဝါကကောင်းတယ် ။တချင်းတော်တော်ဆိုတတ်ကြတာပဲလို့ချီးကျူးတယ်။ဒီအချိန်မှာမမတယောက်ကသူ့လက်ထဲကကြောင်လေးလွတ်ပြေးသွားလို့လိုက်ဖမ်းရင်ကျောင်းသူတွေနောက်မှာဝင်ရန့်ပြီးသွားတယ်။ဂျပန်တွေကတန်တဲ့မျိုးလုံးနဲ့ ညံပြဲတဲ့ရှီချုံကဒီကျောင်းသူကဝစ်စုံပြောက်သွားလို့သူ့ကိုခြံထားခဲ့တာပါသူတို့ကအကောင်းဆုံးဖြောပြေးတင်ဆက်ချင်ခဲ့တာအနောက်ရှက်ဖြစ်သွားရင်တောင်းပန်ပါတယ်လို့ပြောလိုက်တယ်ဟာဆာကာဝါကလည်းလက်ခံပြီးဂျွန်ကိုညနေကဖာသာကျွန်တော်တို့နန်ဂျင်းမြို့ကိုသိမ့်ပိုက်တဲ့အထိတ်မှခန်းနာတဲ့စားပွဲကြီးကျင်းပပါမယ်ဒီကျောင်းသူတွေတီဆိုဖြောပြေးဖို့ဖိတ်ခေါ်ပါတယ်တဲ့ဒါဒင်တရားဝင်ဖိတ်စာလည်းကမ်းပါဂျွန်ကကလေးတွေကအသက်ငယ်သေးတဲ့အတွက်လူကြီးတွေရဲ့ပါတီနဲ့မတင်တော့ပါဘူးသူတို့ရဲ့အုတ်ထွေးသူဖြစ်နေကျွန်တော်ကမလွတ်ဘူးဆိုတော့ဂျပန်ကဒါ ထက်မိတ်မနာခံလို့မရဘူးတဲ့ဆရာဟိုတခါဆရာရင်ကိုပိတ်လွမ်းပြီးကျွန်တော်တို့ကိုဂျပန်တေးသွားတပုတ်တိတိယခဲ့ဘူးတဲ့အခုကလေးတွေမှာသူတို့ပိုင်တဲ့မြစ်သူတို့ပိုင်တဲ့တောတောင်သူတို့ပိုင်တဲ့အိမ်ဆိုတာမရှိတော့ဘူးလေးစားသမှုနဲ့ပြောရရင်အခုဖိတ်ကြားမှုကတိတ်ကိုရက်ဆက်လုံးနေဗျာလို့လေးပြေးလေးထိုးလိုက်တယ်ဟာစကားပါကတော့မမေ့နဲ့မက်ပြန်လေးလိုက်ကားဒစီနဲ့လာခုံမယ်သူကစစ်တပ်မိတ်ကိုထမ်းဆောင်နေတာနဲ့ပြောမြရတော့ဂျွန်လက်ကလေးတွေကိုပေးမလို့ဘူးလို့အတန်ကျဲလာတယ်ဟာစကားဝါရဲ့လက်အောင်ငယ်သားတွေကဝင်းတာ ပြင်းကျောင်းသူလေးတွေကိုရေထွက်တယ်ခန်ဆိုးသူစုစုပေါင်း73ယောက်အားလုံးလာရမယ်လို့ပြောသွားတယ်ကျောင်းဝင်းကျင်မှာလည်းစစ်သားတွေကိုပို့ချထားလိုက်ပါတယ်ကျောင်းသူလေးတွေကဂျပန်တို့ရဲ့လူမဆန်တဲ့လူရကူကိုတွေ့ကြုံခဲ့ကြဘူးသူတွေဒါကြောင့်ပါသွားတဲ့မိန်းကလေးတိုင်းကန်ဆိုးမုံမုံကြမှာဘာမှမျှော်လင့်ချက်ရောင်ကြီးမှလင်းလက်တော့မှမဟုတ်ဘူးဆိုတာသူတို့အားလုံးသိကြတယ်ဂျုံကတော့ဒါပါတီတစ်ခုပါလို့တည်တည်ချင်းနဲ့ကလေးတွေကိုဂျိုတင်စိတ်မစင်းရဲစေချင်လို့လိန်ပြောနေရတယ်နိုင်နေတဲ့ဂျုံရှိရာရှုပ်မှုရောက်လာတယ်ဂျုံကသူဖ ွားသားလို့လင်းရတယ်အခုလဲကလေးတွေကိုလင်းပြောနေရတယ်လို့စပြောလိုက်တော့တခါတလေအမှန်တရားကကျမတို့မကြားကျင်ဆုံးရပါ နောက်တော့ယူမိုကရှောင်းဝဲရင်စားသူ့စားထုတ်လိုက်သွားရင်သူတို့တဲကတယောက်ကတော့သူကဲနိုင်ပဲတဲ့သူကငငယ်ကဒီကလေးတွေလိုပဲ confirm ကြောင်းသူကလေးတွေနဲ့မတူတာကသူတက်စသုံးနေပါပထွေးကသူ့ကိုမတိန်ချင်းကဲဒီကလေးတွေရွယ်မှာပဲကျမကနှာထိုင်တဲ့ဖောက်တယ်တွေကဖြက်စီးပြီးသွားပြီသူတို့လေးတွေဒီလိုမခံစားစီခြင်းဘူးလို့တစ်ချိန်ကမပြောဖြစ်ခဲ့တဲ့သူ့တိတ်ဆိုးကို ရောကလေးတွေအတွက်ကိုချင်းစာမှုကိုပါဂိရီတွေကြားထဲကနေပြောပြလိုက်ပါတယ်နန်ချင်းရဲ့အိဆက်ကြမ်းတမ်းတဲ့ညနောက်ဆုံးညရှူကျွန်းတဲ့သူ့တန်းဖော်တွေမှာရွေးချယ်စရာမရှိတော့သူတို့ဂျပန်တွေရဲ့လိန်ကျုံဖြစ်မသိဆုံးခြင်းဒီတော့ကြော့တဲ့တန် ပြီးသွားနေတယ်။ရှီကျူးနဲ့ဂျန်နဲ့သူတွေကဖျားเจ้าမျှော်စင်ဖို့ကိုတက်ပြီးအောက်ကိုခုံချဖို့အဆုံးစင်ဖို့အသက်ဖြစ်နေကြပြီ။ကျော့ပြောပြလို့ဂျွန်နဲ့မမတွေလည်းအသက်အတန်လာတားကြတယ်။ရှီကျူးကတော့သူ့ဘဝဆုံးပြီးအထူးထူးသိမ့်မယ်။အားလုံးတက်လာခဲ့လို့သူ့တန်းဖော်တွေကိုခေါ်တင်နေတယ်။ရှီမိုကမနေ့ကငါကိုစားသွားပေးလိုက်မယ်လို့ဩလိုက်တယ်။ ကလေးတွေမှန်တက်သွားတယ်။ကျန်တဲ့မမတွေကလည်းမင်းတို့အစားငါတို့သွားပေးကြမယ်။မင်းတို့ကိုဂျပန်တွေစော်ကားခွင့်မပေးဘူးလို့တယောက်တစ်ခုဝင်းအော်ကြတယ်။စောင်းကြမြန်ကဗန်းမွင့်နေမှာဘဝတွေကတနည်းနည်းနဲ့သေခဲ့ကြပြီနီး။နောက်တစ်ချိန်သေဖို့ဆိုတာသူတို့အတွက်တော့မဆန်း။ကလေးတွေအတွက်တော့ဒါဟာနောက်ခငဲခန့်မင်းတို့ကိုစားငါတို့သွားပေးမယ်ပြန်ဆင်းလာခဲ့ကြပါတဲ့။ကျောင်းသူလေးတွေတပြေးပြေးအောက်ကိုပြန်ဆင်းလာကြပါတဲ့။မြေအောက်ခန်းထဲမှာ ဆောင်းကြနိုင်ပန်းဆက်နှစ်ပွဲအခုတော့သူတို့စီမောနေကြရပြီငိုနေကြပြီကလေးတွေကလည်းမမတို့ကိုဂျပန်တွေကအာရမဝိုင်းကျင်ဘလို့လုံးမလဲတဲ့ဂျင်းကို မေးရှာကြတယ်မလုပ်ပါဘူးသူတို့ကတိတ်ကြဲရင်တာသူတို့ကတိတ်ထူးကြတာ ဖာကကျောင်းသူတို့ကဘာတွေလဲလို့မေးတော့သူတို့ကလည်းငါတို့လိုပဲချစ်တတ်တယ်မုန်းတတ်တယ်သူတို့ကဂျပန်တွေကြောင့်ငါတို့ထက်ပိုသိတယ်ဒီမမတွေကနတ်ဆိုးနဲ့တွေ့ရင်တောင်နတ်ဆိုးကိုအယုတ်ကလေးလိုကစားပြကြမှာလို့ရှမ်းကြံပြီးဘာပဲဘာမှမဖြစ်သလိုဟန်ဆောင် အားပေးနေလိုက်တယ်သူ့ကိုရှီချွန်းကမကောင်းတဲ့လူလို့အရင်ကမြင်ခဲ့တာတွေလာပြီးတောင်းပန်စကားပြောတော့မှသူလဲရှီချွန်းကိုဖွဲ့ပြီးကလေးတွေနဲ့ရောရအောင်နေဝဲဝဲရသွားပါတယ် ဂျွန်ဝစ်ပြူဆောင်မှာကြေကွဲနေချိန်မြောက်ခန့်မှာတော့ကလေးတွေရဲ့ဝစ်စုံကိုဝစ်ကြည့်ပြီးသူတို့နဲ့မတော်လို့ရဲစရာလုံနိုင်နေကြဖြစ်တယ်ပြီးတော့ဝစ်စုံနဲ့အယောင်တူတဲ့လိုက်ကာစားတွေကိုဖြုတ်ပြီးဆက်ကြတယ်သူတို့ရဲ့ရင်သားတွေကိုကလေးတွေနဲ့တူအောင်ပိတ်စတွေနဲ့စီးကြတယ်အားလုံးပြင်ဆင်ပြီးတော့လက်သက်ရကလေးတွေကိုခေါ်ပြီးသူတို့ဘဝမှာတန်ဖိုးထားရဆုံးပစ္စည်းလာလာတွေချစ်သက်လက်ဆောင်တွေသူတို့စုဆောင်ထားတဲ့ငွေတင်းကတ်တွေကိုကလေးတွေကိုပေးလိုက်ကြတယ်ကလေးတွေကသူတို့ရင်ကပတ်တီးခဲ့ကြတယ်ဆောင်းကြမ်းပန်းတွေကိုတောင်းပန်ကြတော့မမတို့ကို စားမိမတို့ကဘဝကိုကောင်းကောင်းဖြတ်သန်းကြပါနော်တဲ့ရှစ်ကျုံတို့ယူမကသူ့ရဲ့ပြက်ဆောင်လေးပြည့်တယ်သူတို့ဘဝဆောင်းကြနိုင်တဲ့သူတို့သီဆိုကခုံခဲ့ကြတဲ့သချင်းတို့ရဲ့ချင်းဝိုင်ကလှပတဲ့ရှုခင်းတွေကိုစားသိမ့်ပေးထားပါလို့နေရေကြားတွေကမှားတယ်အဲ့ဒီနောက်နောက်ဆုံးအချိန်ဖြစ်နေညီမတို့ကြားဘူးမြင်ဘူးအောင်ဆိုပြီးသူတို့ဆောင်းကြနိုင်ကနမဲကြီးဆုံးသချင်းတစ်ပုဒ်ကိုចောင်းသူလေးတွေရဲ့ဝတ်စုံနဲ့အမတ်တရဖြောပြေးပေးကြတယ် ရှီကျွန်းရဲ့မျိုးလုံးထဲမှာတော့သူတို့ရဲ့မူလဝတ်စုံလှလာသူနဲ့အစားထုတ်မြေအောင်ကြည့်ပြီးဝမ်းနေသွားပါတယ် ရင်မုတ်ကိုဂျွန်ကဆဲကျော်တက်လို့ပြင်ပေးဖို့ပြင်ဆင်နေတယ်။သူကသူ့ပြရာစာဆိုတော့ထိုင်နေတဲ့သူကိုမပြင်တဲ့ဘရင်ကလည်းမပြင်ဘူး။သူလက်ပြင်ပေးနေကြလောင်းတွေတော့ပက်လက်ဆိုတော့ရင်မုတ်ကိုဖလဲပေးလိုက်တယ်။ဂျွန်ကစစ်ပွဲတွေပြီးတဲ့အခါမင်းကိုပြန်ရှာမယ်။ငါကတိပေးတယ်လို့ပြောတယ်။ရင်မုတ်ကရင်သေးလေးနဲ့ခေါင်းခါတယ်။ဒီညကိုကြော့ဖြတ်ပြီးသွားရင်ဂျမခန္ဓာကူကဂျမပိုင်မဟုတ်တော့ဘူး။အခုပဲသူ့ကိုအိမ်ပြန်ခေါ်သွားပါတော့တယ်။ ရှုမှုပြောတဲ့အရင်ဆိုတာလူသားစိတ်ရှိတဲ့ရင်ခွင်ကိုပြောတာများလားရှုမှုဘဝမှာချစ်သူရဲ့ရင်ခွင်မှာခေါလုံးဝေးရတဲ့အခက်တက်လေးဖြစ်သွားပါတော့တယ်ဆဲကျော်သလင်းလိုဖြစ်သွားတဲ့ရှုမှုမြေအောင်ခန်းတဲ့ဆင်းလာတော့ဂျုံရဲ့ကျွမ်းကျင်တဲ့ရုံလောင်းပြုတ်ရင်မှုပြင်ကြဘူးအလုံးလက်ကားခါပေါ်ကြပါတယ်အခုတော့ဂျုံဟာရှင်သက်နဲ့တင်နေတဲ့သူတွေဘူးငယ်ရွယ်နှုတ်ပြောင်းပလတ်ဖို့ကျူးနေမိတာပြီး အသက်ဆိုတာတံမိုးပြက်เสียမဟုတ်ပါဘူးလူတူရဲ့အသက်ကိုကယ်ဖို့အတွက်အခြားတဟုကိုအစားထိုးပေးရမယ်ဆိုတာတကယ်တော့တရားမမျှတပါဘူးအလုံးကျောင်းသူလေးတွေဖြစ်သွားချိန်မှာလူရည်တွက်ကြည့်တော့စနစ်ရောက်ပဲဖြစ်နေတယ်လို့ဂျော့ကဝင်ပြောတယ်တကယ်တော့ဂျော့ဟာဒီကျောင်းရဲ့တကယ်ကျောင်းသားတူမဟုတ်ပါဘူးသူ၆နှစ်သားလောက်တုန်းကလမ်းပေမှာငပေးဆက်ပြီးတေလူညောပါဖြစ်နေချိန်မှာဟုံးတော်ကြီးကသူ့ကိုမွေးစားလို့ကျောင်းထဲမှာကြီးပြင်းလာခဲ့တာအခုသူ့မွေးစားဖခင်မရှိတော့တဲ့ချိန်ကျောင်းသူလေးတွေအတွက် သူကကိုယ်စုံနဂါတပါအ ခက်ခဲတွေကြားမှာသူကပဲရှေ့ကနေဥဆောင်ပေးခဲ့သူဒီတော့ကန်ဆိုးတဲ့ចောင်းသူလေးတယောက်ကိုသူရွေးထုတ်ရမှာပါမရွေးထုတ်ရပါဘူးစသုံးယောက်ပြည့်တော့သူသွားလိုက်မယ်လို့ပြောလိုက်တော့အားလုံးမြေဝိုင်းသွားကြတယ်ဂျွန်ကသူ့ကိုကောင်မလေးပုံစံပြောင်းလဲပြုတ်ပြင်ပေးပြီးမှန်ကိုကြည့်တယ်ဒီတော့မှန်ကိုကျမ်းပြင်ပေါ်ပောက်ခွဲပြလိုက်တယ်မှန်စတွေကိုဓာတ်လို့စုကင်နေအောင်တဖက်ချောင်းကိုဝိဆာတွေနဲ့ဖက်ပြီးသူတို့ကိုယ်တိုင်မှာပွက်ထားလိုက်ကြပါတယ်ဂျမာစိုးငင်းနေနက် ဟာဇာကာဝါရဲ့မိရကျောင်းထဲကိုဂျမန်စစ်သားတွေဝင်လာပြီးကျောင်းသူလေးတွေကိုခေါ်ထုတ်တယ်။မစ္စတာမန်ကလည်းသူ့သမီးကိုစိတ်ပူပြီးဒေယောတဘရောက်ချလာတယ်။ဒီထဲမှာသူ့သမီးလေးပါတယ်။သူ့ကိုချန်ထားပါလို့တစားစားတောင်းပန်ပေးမဲ့မိရကျောင်းသူဟန်ဆောင်ထားကြတဲ့ဆောင်းကြမြန်ကပန်းမွေတွေကကြက်ချင်းနီလန်ဘောကနေဖြက် ကားပေါ်ကတယောက်ပြီးတယောက်ရေလေးလေးနဲ့တက်သွားကြတယ်။ရှောင်းမန်ဆိုတဲ့ပန်းပွင့်ကကားပေါ်ရောက်ခနေမှာတအားကြောက်လန့်ပြီးသူ့ကြောင့်သူမဟုတ်ဘူးလို့អော်ပြီးញင်းဆန်တယ်။သူ့ကြောင့်အလုံးထိတ်လန့်သွားကြတယ်။ဂျပန်စစ်သားကသူဘာပြောတာလဲလို့မစ္စတာမန်ကိုဘာသာပြန်ခိုင်းပြီးမယ်။မစ္စတာမန်ကဒီချိန်မှာနှုတ်ဆက်နေကြတယ်။ကျောင်းသူစသုံးရုံမဟုတ်တာသူ့ရင်ထဲကသိနေတယ်နောက်ဆုံးဂျုံကရှောင်းဝမ်ကိုပွက်ဖက်နှစ်သိမ့်ပြီးကားပေါ်ကိုဖြောင်းပြတ်ခိုင်းလိုက်ရတယ်ပန်းပွင့်စသုံးပွင့်ပြေးသွားချိန်မှာညည်ကြီးဂျားတဲ့ကသူ့ကိုပြုံးကြည့်နေတယ်ယူ မိုးရဲ့မျက်နှာလေးဟာပျောက်ွယ်သွားတယ်သူတို့ရဲ့လူဘဝရခိုင်လေးဟာအဲ့ဒီကတည်းကနှီးကုန်းချုပ်သွားတာထင်ပါရဲ့ဘာသာမပြန်ပေးခဲ့တဲ့မစ္စတာမန်ကိုဂျပန်ကပြစ်တက်လိုက်တယ်မသေးခင်မှာ သူ့သမီးလေးငရေကန်းနဲ့ပါမသွားဘူးဆိုတဲ့အချက်ကတော့သူ စိတ်ဖြောင့်မှာပါလို့မပြောရပါဘူး ဂျပန်လေထွက်သွားတော့ဂျွန်အောင်အချိန်မီပြန်ကောင်းသွားတဲ့ထရကားပေါ်ကိုကျောင်းသူလေးတွေကိုတက်ခိုင်းပြီးအဖော်ကနေဝိုင်းပလစ်ပါတဲ့တစ်တာတွေလိုက်တင်ပြီးဟုံးလိုက်တယ်။စစ်စေးကိမှမစ္စတာမန်ပေးခဲ့ဘူးတဲ့အထူးခွင့်ပြုချက်လက်မှတ်ကူပြရတယ်။ဝိုင်းတူနဲ့လက်ထိုးတယ်။အဲဒီနောက်မှာတော့နေအောင်ကြီးလင်းလက်နေတဲ့စစ်ဘေးကိမန့်စုံဘက်ကိုခက်မြမြန်မောင်းချသွားပါတော့တယ်။ ဒီရုပ်ရှင်ရဲ့အဆုံးသတ်မှာပန်း၁၃ဘွင့်ရဲ့နောက်ဆုံးခံကြမှာကိုဖော်ပြမထားပါဘူး။နောက်ပိုင်းဖတ်ရှိလာတဲ့သတင်းတွေအရစစ်တီပြီးဆုံးချိန်မှာပန်းပွင့်၁၃ဘွင့်တဲကတဝူးသာအသက်ရှင်ကျန်ခဲ့ပြီးကျန်တဲ့သူတွေကဂျပန်တွေရဲ့လက်ချက်နဲ့တိမ့်ပါသွားကြတယ်လို့သိရပါတယ်။ ရုပ်ရှင်မှာဖော်ပြထားတဲ့ဇာလန်ကအဲ့ဒီချိန်ကနိုင်ဂျင်းမျိုးရဲ့ကျမဆုံးဂစစ်ပိုင်းမြသာဖြစ်ပါတယ်။ရှူကျွန်းလို့ဖို့ချစ်ဝိုင်နေကမ်းပါကသူတို့ကိုစားအနစ်နာခံသွားကြတယ်။မမတွေရဲ့အမိရင်းကိုတော့မှမသိလိုက်ကြ။သူတို့ရင်ထဲမှာတော့ဆောင်းကြနိုင်ကစိတ်ထားလာတဲ့မမတွေသူတို့ဘဝတဲ့ဘူးရေရမမုံနဲ့စတင်ဝဲလာတဲ့နေကလေးကိုသာတေးရေးမင်းရောက်နေမိကြပါတော့တယ်။ကြည့်ရှုနားစင်ပေးတဲ့အတွက်အထူး ကျေးဇူးတင်ပါတယ်